ကျမ်းမာတော်မူကြပါစို့ခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့အော်တိုဘောလ15ရက်နေ့ညနေခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရေးပေါ်လာရမှာဒီ channel လေးကမြေပြင် channel တွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာပထမဆုံးတင်ဆက်ပေးချင်တာကတော့ရခိုင်ရိုးမှအရှိချမ်းဥရှိပင်ကပ္ပဆော့6အနီးမှာစစ်တပ်ရဲ့အခိုင်အမာတိစောက်ထားတဲ့ကင်းစကန်တစ်ခုကိုအေအေနဲ့ပူပေါင်းတက်မှသိမ်းပိုက်လိုက်ပြီးစစ်တပ်မိသားစုဝင်30ခန့်ကိုပါဖမ်းဆီးမိကာ စစ်သား40ကျော်တေဆုံးခဲ့ပြီးလက်နက်ကင်းများပါတင်စီရမိခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ရခိုင်ရိုးမှအရှိချမ်းပဲခူးတိုင်းဒေသကြီးပန်းတော်မြို့နယ်အုတ်ရှိပင်မြို့မတုံရွာကပ္ပဆာ16အနီးမှာအချက်ပစစ်တရင်အခိုင်မာတိစောက်ထားတဲ့ကာကင်တခုကိုအရခတ်တက်တော်အေအေနဲ့ပူပေါင်းတက်တွေကအော်တိုဘားလ14ရက်နေမှာတင်ပိုက်ခဲ့တယ်လို့သတင်းရရှိပါတယ်။တိုက်ပွဲအတွင်းမှာအချက်ပစစ်တရဲ့အမျိုးသမီးများအပါအဝင်မိသားစုဝင်30ခန့်ကိုပါလက်ရဖမ်းမိတာပြီးစစ်သား40ကျော်တေဆုံးခဲ့တာ လက်နက်ခင်းရဲများပါတင်စေရမိခဲ့တယ်လို့စီးရီးသတင်းရှင်းမြစ်တူကအတည်ပြုပြောဆိုပါတယ်ကပ္ပစ16ရဲ့အပြင်ဘက်မှာရှိတဲ့အရင်ကတည်းကနေအခိုင်အမာတိဆောက်ထားတဲ့စကန်ကုန်းကိုအေအင်းနဲ့ပူပေါင်းတော်လိုင်းတက်တွေကတိုက်ခိုက်တာအဲ့ဒီစကန်ကုန်းနားမှာစစ်တပ်မိသားစုဝင်တွေနေတဲ့အရင်ကတည်းကမနေ့ကအဲ့ဒီကာကင်းစကန်ကိုတိမ့်ပြီးမိသားစုဝင်တွေအမျိုးသမီးအမျိုးသားစုစုပေါင်း30လောက်ရှိမယ်ဖမ်းမိတာလို့ပြောပါတယ်၎င်းကာကင်းစကန်ဟာကပ္ပစ16ဆက်ယုံကိုကာကွယ်ရန်အထက်ထက်ချထားတဲ့ ကာကင်စကန်မျောင်းနေကတခုပြပြီးကပ္ပဆာ6ကိုမရောက်ရှိခင်ယခင်ကတည်းကအခိုင်အမာတည်ရှိတဲ့စကန်ကုန်တခုဖြစ်ကြောင်းဒေတာခံများကပြောပါတယ်။ဒေတာရင်းအကြံဖတ်စစ်တက40ထပ်မနဲ့သိဆုံးခဲ့ပြီးလက်နက်ခဲရဲ့အမြောက်အမြောက်ကိုလည်းတင်ဆက်ရမိခဲ့တယ်လို့မြေပြင်သတင်းရင်းမြစ်တူကဆိုပါတယ်။ဒေတာကတော့40ထပ်မနဲ့ပဲလက်နက်ကြီးတွေနဲ့အများကြီးရလိုက်တယ်လို့ဆိုပါတယ်။ရခိုင်ရုံးမအောက်ခြေမှာရှိတဲ့မတုံရွာအနီးကကပ္ပဆာ6ဟာဘုံဒီအမျိုးမျိုး ခင်းရံအမျိုးမျိုးထုတ်လုပ်နိုင်ရန်ရန်အတိကချက်တဲ့ကပ္ပဆတ်စက်ယုံတစ်ခုဖြစ်ပါတယ်။ရခိုင်ရိုးမနဲ့တိဆက်နေတဲ့မန္တလေးမြို့နယ်အတွင်းမှာကာကွယ်ပစ္စည်းစက်ယုံ၅ယုံရှိပြီးအရကတ်တက်တော်နဲ့ပူပေါင်းမဟာမိတ်တပ်ဖွဲ့တွေရဲ့ထိုးစစ်မှာတဖြည်းဖြည်းကပ္ပဆတ်စက်ယုံများအနည်းကိုရောက်ရှိလာပြီလို့သိရှိရပါတယ်။မန္တလေးမြို့နယ်အပိုင်းဥရှိပင်မြို့ကကမြိုင်ရွာမှာကပ္ပဆတ်၅ညောင်ချီတော့ကြီးရွာမှာကပ္ပဆတ်၆ညောင်ချီတော့စက်ယုံနဲ့တဆက်တည်းမှာကပ္ပဆတ်၃မတုံရွာအနည်းမှာကပ္ပဆတ်၁၆မသိမ်မုံရွာလမ်းပိုင်းအနည်းမှာရှိတဲ့ ဩရှိပင်မြို့နယ်ကြောက်ဖူးကြေးရွာမှာကပ္ပဆာကူတို့တရှိပြီး၎င်းစက်ရုံများမှလက်ရှိချင်းချောက်နေတဲ့အနေထားကိုရောက်ရှိနေပြီဖြစ်ကြောင်းစည်ရီလေးလာတုံးသက်သူတွေကပြောဆိုပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့လောင်းလုံးမြို့အနီးလူငယ်တွေကိုပေါ်တာဆွဲရန်လာတဲ့စစ်ကြောင်းကိုတိုက်ခိုက်မှုစစ်သား၈ဦးသေဆုံးခဲ့ပြီးလူငယ်၆ဦးကိုကယ်ထုတ်နိုင်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်တနင်္သာရီတိုင်းလောင်းလုံးမြို့နယ်အနီးမှာရှိတဲ့ကြေးရွာများမှလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးရန်လာတဲ့စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ခဲ့ရမှာ အကြံဖတ်စစ်တပ်ဘက်မှရှင်းဦးသိမ်းဆုံးခဲ့ပြီးစစ်တပ်ကဖမ်းဆီးထားတဲ့လူငယ်6ဦးကိုလည်းကယ်ထုတ်နိုင်ခဲ့ကြောင်းတဝဲခရင်တပ်ပေါင်းစုပြန်ကြားရေးတာဝန်ခံရဲဘော်ရှေရူကဆိုပါတယ်အော်တိုဘာလ10ရက်နေ့မနက်စင်းနိုင်ခဲ့အချိန်မှာလောင်လုံးမြို့ပေါ်မှာထွက်လာတဲ့အင်အား60ခန့်ပါအကြံဖတ်စစ်တပ်စစ်ကြောင်းဟာမြို့အနီးမှာရှိတဲ့ကြေးရွာများမှာလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးရန်လာရောက်စဉ်တော်ရင်တနေရာမှာတဝဲခရင်တပ်ပေါင်းစုနဲ့မဟာမိတ်ပူပေါင်းတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်းသိရှိရပါတယ်ရင်တိုက်ခိုက်မှုအတွင်းမှာအကြံဖတ်စစ်တပ်ဘက်မှာ ရှစ်ဦးထံမှနေတိတ်ဆုံးခဲ့ကတိကိတ်ဒဏ်ရာရရှိသူများပြကြောင်းဒါအပြင်တိုက်ပွဲအတွင်အကြမ်းဖက်စစ်တပ်ဘက်မှပေါ်တာဆွဲဖမ်းဆီးထားတဲ့လူငယ်6ဦးလုံးဟာလည်းထွက်ပြေးလွတ်မြောက်ခဲ့တဲ့အတွက်ကြောင့်တော်လိုင်းတပ်ဖွဲ့တွေကထိန်းသိမ်းဆောင်ရှောက်ထားကြောင်းသိရှိရပါတယ်။ရင်းထီးတွေ့တိုက်ပွဲဟာတနအိခန့်ကြာမြင့်ခဲ့ပြီးအကြမ်းဖက်စစ်တပ်ဘက်မှခဲယမ်းတဲ့ကြောပုတ်အီတချို့ကိုလည်းတင်ဆက်ရမိခဲ့ကြောင်းတိုက်ပွဲဖြစ်ပွားပြီးနောက်အကြမ်းဖက်စစ်တပ်ဟာလောင်းလုံးမြို့ပေါ်ကိုပြန်လည်ဆုတ်ခွာသွားကြောင်းသိရှိရပါတယ်။ တပ်ဖွဲ့အတွင်းမှစစ်ခွေးတွေပေါ်တာဆွဲဖမ်းဆီးလာတဲ့လူငယ်၆ဦးကထွက်ပြေးနိုင်ခဲ့တော့ကျွန်တော်တို့ကထိန်းသိမ်းဆောက်ရှောက်ထားပါတယ်တိုက်ပွဲအတွင်းမှာစစ်ခွေးတွေဘက်ကရှစ်ကောင်ထံမှနဲ့သိဆုံးပြီးဒဏ်ရာရတာလေတော်တော်များတယ်ခွေးနာတွေကိုကာတုံးစည်းနဲ့လောင်းလုံးမျိုးပေါ်ကိုပြန်တဲသွားတယ်လို့တဝဲခိုင်တပ်ပေါင်းစုပြန်ကြားရေးတာဝန်ခံရဲဘော်ရှင်းလူကဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကိုတဝဲခိုင်တပ်ပေါင်းစုနဲ့မဟာမိတ်ပူပေါင်းတပ်ဖွဲ့များကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော်လိုင်းပူပေါင်းတပ်ဖွဲ့များဘက်မှရဲဘော်တအူမစိုးရင်ရဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးခြင်းတာကတော့တိုင်းရင်းသားတွေဖြစ်နိုင်တာသာပြောဖို့လိုပြီးမဖြစ်နိုင်တာတွေရှောက်မလုပ်ဖို့နဲ့နိုင်ငံကိုဒုက္ခရောက်အောင်မလုပ်ကြဖို့မင်းအောင်လိုင်းပြောဆိုပြန်ကြေးကြောင်းတင်ဆက်ပေးပါမယ်။အကြံဖတ်မင်းအောင်လိုင်းကတိုင်းရင်းသားလက်နက်ကိုင်များအနေနဲ့ငြိမ်းချမ်းရေးရရှိရေးဖြစ်နိုင်တာတွေသာပြောဖို့လိုအပ်ပြီးမဖြစ်နိုင်တာတွေရှောက်မလုပ်ဖို့နဲ့နိုင်ငံကိုဒုက္ခရောက်အောင်မလုပ်ကြဖို့ဆိုပြီးပြောဆိုပါတယ်။ဒီကနေ့နေပြည်တော်မှာ NCA တနိုင်ငံလုံးအပြစ်ကရစေးရေးစာချုပ်လက်မှတ် ရေးထိုးခြင်းစနစ်ပြအခမ်းအနားမှာ မင်းအောင်လိုက်ကအဲ့ဒီလိုပြောဆိုတာဖြစ်ပါလေသူအနေနဲ့ငင်းချင်ရင်ရရှိရေးဖက်ဒရယ်ပြည်တော်စုဖြစ်တွင်းရေးအတွက်တိုင်းရင်းသားလက်နက်ကိုင်တွေကိုဖိတ်ခေါ်ကြအခြေခံဥပဒေကိုပြင်ဆင်ဖို့လဲသဘောတူညီထားကြောင်းလာမယ့်ပြည်တော်စုလွှတ်တော်မှာဆွေးနွေးရမှာဖြစ်ကြောင်းရွေးကောက်ပွဲမှာတိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တွေဝင်လာနိုင်အောင် PR စနစ်ကိုအထုပ်ပြုထားကြောင်းနိုင်ငံရေးပြည်ထောင်စုရေးကိုလက်နက်ကိုင်ပြီးတော့ဖြည့်ရှင်းလို့မရဘဲဆွေးနွေးအပြည့်ရှာရမှာဖြစ်ကြောင်းလွှတ်တော်ထဲမှာပြောရင်ပိုကောင်းကြောင်းမင်းအောင်လိုက်ကဆိုပါတယ်ဖြစ်နိုင်တာကျွန်တော်တို့ဘက်ကလုပ်ပေးမယ် တိုင်းရင်းသားနဲ့သက်ဆိုင်ရာပုံကိုယ်တွေဘက်ကလည်းဖြစ်နိုင်တာကိုပဲပြောဆိုကြဖို့ပြောကျင်ပါတယ်မဖြစ်နိုင်တာကိုရှောက်ပြီးတော့မှလုံနေလို့မရပါဘူးဥတီချက်မှန်ကန်စွာလုပ်ဖို့လိုအပ်ပါတယ်တိုင်းရင်းသားတွေရဲ့တောင်းဆိုချက်တွေကိုပြောတဲ့အခါမှာနိုင်ငံရေးစီမင်းဖြစ်တဲ့လွတ်တော်ပေါ်မှာပြောနိုင်တာတော့အကောင်းဆုံးဖြစ်ပါတယ်လို့မင်းအောင်နိုင်ငံဆိုပါတယ်နိုင်ငံမှာအခုလိုပြဿနာတွေကြုံနေရတာကပညာရေးကြောင့်သာဖြစ်ပြီးမြန်မာနိုင်ငံရဲ့ပညာရေးအခြေအနေကမကောင်းမှုကြောင့်ပညာရေးကိုသူ့အနေနဲ့ဦးစားပေးပြီးတာသမီချင်းကြောင်းသားချင်းစာနာတက်ကြဖို့လိုကြောင်း ကျောင်းမဲကိုပြန်လဲထိန်းချုပ်ပြီးနောက်ပညာရေးကိုဦးစားပေးအနေနဲ့ကျောင်းတွေချက်ချင်းဖွင့်ခိုင်းခဲ့ကြောင်းမင်းအောင်လိုင်ကဆိုပါတယ်။တကယ်တော့မင်းအောင်လိုင်ကတနိုင်ငံလုံးစတဲ့ကျောင်းတွေကိုစစ်တပ်ရဲ့လေကျောင်းတိုက်ခိုက်မှုတွေကြောင့်ကျောင်းသားကျောင်းသူတွေကလေးငယ်တွေတိတ်ဆုံးပြီးကျောင်းတွေအကြီးအကျယ်ပျက်စီးနေတာကိုတော့ထည့်သွင်းပြောဆိုသွားခြင်းမရှိပါဘူး။သူကညီကုန်းချုပ်ပြောဆိုရမှာနိုင်ငံကိုဒုက္ခရောက်အောင်မလုပ်ကြဖို့လေပြောဆိုအဆုံးသတ်ထားပါတယ်။ကျွန်တော်အလေးနဲ့ပြောပြစေကျွန်တော်တို့နိုင်ငံကိုဒုက္ခရောက်အောင်တော့မလုပ်ကြဖို့ပြောချင်ပါတယ်။ ိုင်းပြည်ကောင်းအောင်လုပ်ကြဖို့ပူးပေါင်းဆောင်ရွက်ပေးကြဖို့ပြောလိုပါတယ်လို့မင်းအောင်လိုင်ကဆိုပါတယ်။မင်းအောင်လိုင်ကဒီကနေ့အခမ်းအနားမှာရေးလာတဲ့စာရွက်ထဲကအကြောင်းအရာတွေဖတ်ပြပြီးတဲ့နောက်သူ့အနေနဲ့နောက်ထပ်7မိနစ်လောက်ပြောပြစီဆိုပြီးသူ့အမြင်တွေကိုထင်ရမြင်ရတွေကိုထပ်မံပြောဆိုသွားတာလည်းဖြစ်ပါရယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးကြတာကတော့မင်္ဂလာတော်မြို့နယ်မှာစစ်တပ်ရဲ့တရားမဝင်ရွေးကောက်ပွဲကိုပါဝင်လှုပ်ဆောင်နေတဲ့ကျက်ဖွဲ့ရုံးကိုဖောက်ခွဲတိုက်ခိုက်ခဲ့ကြတဲ့ကြောင့်တင်ဆက်ပေးပါမယ်။ ရန်ကုန်တိုင်းမင်္ဂလာတို့မြို့နယ်မှာအကြပ်ဖတ်စစ်တပ်ရဲ့တရားမဝင်ရွေးကောက်ပွဲကိုပါဝင်လှုပ်ဆောင်နေတဲ့ကြက်ဖွဲ့ရုံးကိုဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းရန်ကုန်အာမေ YA အဖွဲ့မှတာဝန်ရှိသူတို့ကဆိုပါတယ်။ဒီကနေ့အော်တိုဘားလ15ရက်နေ့မနက်9:00မိနစ်ခန့်မှာမင်္ဂလာတို့မြို့နယ်မှာရှိတဲ့ကြက်ဖွဲ့ပါတီရုံးကိုတော်လိုင်းတပ်ဖွဲ့တွေကပြင်းအမြင့်မိုင်းတလုံးလက်ပစ်ပုံနှလုံးတို့နဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာပြစ်မှတ်ကိုထိရောက်စွာတိုက်ခိုက်နိုင်ခဲ့ပြီးထိခိုက်မှုအခြေအနေကိုတော့အတိပြုတ်နိုင်ခြင်းမရှိသေးကြောင်း တိုက်ခိုက်မှုပြုလုပ်ပြီးနောက်တော်လိုင်းရဲဘော်များအထိကိမရှိပြန်လည်ဆုတ်ခွာနိုင်ကြကြောင်းသိရှိရပါတယ်။ကျွန်တော်တို့ကတရားမဝင်ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့အရာတွေလှုပ်ဆောင်နေတဲ့ဘဲပါတီဘဲလူပုတ်ဂူဂူမစိုးအားလုံးကိုတိုက်ခိုက်သွားမှာပါ။မဲဆွေစီယုံရေးစင်းကြမဲ့အမတ်လောက်များလဲတရီကြီးကြီးထားကြဖို့အတိပေးလိုပါတယ်။ရွေးကောက်ပွဲအတွက်အားတက်တရော့လှုပ်ဆောင်နေကြတဲ့ကောင်းတွေကိုစည်ရင်အသေးစိတ်ပြုစုထားပါနဲ့။တစ်ချိန်မဟုတ်တစ်ချိန်လုံနေတဲ့မင်းတို့တွေစီကိုကျွန်တော်တို့ရောက်လာမယ်ဆိုတာသတင်းပါကြပါတယ်။ ပြည်သူတွေကိုလည်းတရားမဝင်ရွေးကောက်ပွဲကိုနိုင်တဲ့နေရာကနေစန့်ကျင်ကြဖို့ပြောကြင်ပါတယ်လို့ရဲကုန်းအာမေဝိုင်းအဖွဲ့မှတာဝန်ရှိသူကဆိုပါတယ်အချက်ဖတ်စစ်ကောင်စီနဲ့ပတ်သက်တဲ့ပြစ်မှတ်များအချက်ဖတ်စစ်ကောင်စီပြုလုပ်မဲ့တရားမဝင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပအဝင်လုတ်ကင်နေကြသူများကိုဆက်လက်၍အပြင်းထန်တိုက်ခိုက်သွားမှာဖြစ်ကြောင်းအဲ့ဒီတိုက်ခိုက်မှုတွေကိုရဲကုန်းအာမေဝိုင်းနဲ့အနောက်ပိုင်းခရိုင်ပတ်ကဖားတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတကတော့တရုတ်အထူးကိုယ်စားလှယ်တင့်ရွှေကျွင်းကို electronic map ပြပြသခဲ့ကြောင်းတင်ဆက်ပေးပါမယ်။တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနအာရှရေးရာအထူးကိုယ်စားလှယ် Mr. တင်းရွှေကျွင်းဦးဆောင်တဲ့အဖွဲ့ကိုစစ်ကောင်းဆောင်မင်းအောင်လိုင်းကဂျမန်နီမှာနေပြည်တော်မှာ electronic map MEVM များပြသပြီးရွေးကောက်ပွဲကိစ္စရပ်များပြောဆိုခဲ့ကြောင်းသိရှိရပါတယ်။အဆိုပါတိတ်ဆုံမှုမှာလာမယ့်ဒီဇင်ဘာလအတွင်းရွေးကောက်ပွဲပြုလုပ်ရန်အတွက်ကြိုတင်ဆောင်ရွက်မှုနဲ့လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ရင် မြန်မာအီလက်ထရောနစ်မေးပေးစနစ်စံနာမဲပေးနိုင်ရန်စီစဉ်ဆောင်ရွက်ထားရှိမှုရွေးကောက်ပွဲကျင်းပမယ့်အပေါ်တရုတ်နိုင်ငံအနေနဲ့အားပေးထောက်ခံမှုအခြေအနေများရွေးကောက်ပွဲပြုလုပ်ချိန်တရုတ်အပါအဝင်နိုင်ငံတကာမှရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များဖိတ်ခေါ်ထားမှုတို့ကိုစစ်ကောင်းဆောင်ကပြောဆိုခဲ့ကြောင်းသိရှိရပါတယ်။ဒါအပြင်တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစေးရေးသဘောတူစာချုပ် NCA စနစ်ပြည့်နှစ်ပတ်လည်ကျင်းပမယ့်အခြေအနေများတရုတ်နိုင်ငံအနေနဲ့မြန်မာနိုင်ငံရဲ့ပြည်တွင်းငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက်အလေးထားကူညီဆောင်ရွက်ပေးလျက်ရှိမှု မြန်မာအချုပ်အခြာအာဏာအလီထားမှုမြန်မာတရုတ်နှစ်နိုင်ငံအကြားချစ်ကြည်ရင်းနှီးစွာနဲ့မဟာပြူဟာမြောက်ဆက်ဆံရေးနဲ့နှစ်နိုင်ငံနေဆက်တည်ငြိမ်အေဂျင်စီအတွက်ပူးပေါင်းပါဝင်ဆောင်ရွက်ရေးဆက်လက်မြင့်တင်နိုင်ရန်တို့ကိုဆွေးနွေးခဲ့ကြောင်းစစ်ကော်မရှင်ကထုတ်ပြန်ထားပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါအခုလိုသတင်းများကိုနောက်ဆက်ကြည့်ရှုပေးကြတဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်။နောက်ထပ်တော်လိုင်းသတင်းတူများနဲ့ပြန်လာခဲ့ပါမယ်။မြန်မာပြည်သူပြည်သားပေါင်းအကြမ်းဖက်ဆင်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြဲဆုံးလွတ်မြောက်ပြီးတော်လန်နေတဲ့ကိုချင်းတော်ရင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ။